ကဲဝမ်ချန်ပီယံရှီရဲ့မွေးစားသားရော့တန်ကတော့နာဘီနဲ့မထိုးရဲချောင်းကို ဝန်ခံလိုက်ပါပြီတကယ်လို့သာနာဘီနဲ့ထိုးလို့ရှုံးခဲ့ရင်လေသူ့ရဲ့သိခါပိုင်းကလုံးဝကြီးကိုကြာသွားမှာကိုအခုရော့တန်ကသူ့ဘဝရဲ့နောက်ဆုံးချိန်တွေမှာဒီသုံးပွဲကို သူ့အနေနဲ့ထိုးချင်ပါတယ်တဲ့ပထမတစ်ခုကဟက်ဂတ်တီနဲ့တတိယမြောက်မကြီးပွဲပါတဲ့ခြိုက်တဲ့စီမီအောက်ကနေဖြစ်လို့ရတယ်လို့ရော့တန်ကပြောပါတယ် နောက်တစ်ခုကတော့ Super Lane နဲ့မကြေပွဲပေါ့ဗျာဒီပွဲကိုတော့ World Championship ဘက်ကနေ2025သို့မဟုတ်2026မှာမကြေပွဲပြင်ဆင်ပေးမယ်လို့ပြည်သက်တွေကိုအသိပေးပြီးသားပါတတိယမြောက်ကတော့ပြည်သက်တွေမျှော်လင့်နေတဲ့ဂျပန်က Number 10 Boxing သမားဖြစ်တဲ့တန်ရှင်တဲ့ပွဲပဲဖြစ်ပါရီဆိုတော့ Rotan ကဒီ၃ပွဲကို ထိုးပြီးလို့ရှိရင်ဒီ၃ပွဲမှာသူ့အနေနဲ့နိုင်မယ်မနိုင်မယ်ဆိုရကတော့မသေးချပါပဲသူ့အနေနဲ့ ရော့ထန်ဆိုတာကဘာကမှတ်မိနိုင်လောက်အောင်အဲ့ဒီသုံးပွဲမှာလုတ်ပြပြီးရင်တော့အနားယူဖို့ဆုံးဖြတ်မယ်ဆိုပြီးတော့ရော့ထန်ကပြည်သက်တွေကိုရင်းဖွင့်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အခုပြည်သက်တွေကဖြစ်စေချင်တဲ့ပွဲကတော့နာဘီနဲ့ပွဲလဲပါပါတယ်နော်နာဘီကရက်ရှိတယ်စူပါလက်ကိုရောင်းလုံးဝကိုနောက်တောင်3ချိန်ကြောက်အောင်လုတ်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်တစ်စက္ကန့်လူလို့သာစူပါလက်အနေနဲ့အလေးထိုးနေမရှုံးနိုင်ခဲ့ရတာလေးဖြစ်ပါတယ်ဆိုတော့အခုရော့ထန်နဲ့နာဘီ ဒီပွဲကိုလည်းပြည်သက်တွေကအပြင်းထန်ကိုလူချင်းနေကြပြီဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်နော်အငယ်ဝိတ်တန်းတွေမှာနာဘီနဲ့တွေ့နိုင်တဲ့သူဆိုလို့နော်နာဘီကိုရှင်ပြိုင်နိုင်တဲ့သူဆိုလို့နော်ရော့ထန်ပဲရှိတော့တယ်ဆိုပြီးတော့ပြည်သက်တွေကလည်းပြောဆိုနေကြပြီအခုပြည်သက်တွေရဲ့တောင်းဆိုချက်ကလည်းရော့ထန်နဲ့နာဘီပဲများနေတာဖြစ်တဲ့အတွက်ရော့ထန်ကနာဘီနဲ့ထိုးမဲ့ကိစ္စကိုတော့ဘာမှပြန်မပြောတာဖြစ်တဲ့အတွက်ရော့ထန်ဟာနာဘီကိုမထူရေးဘူးဆိုတာကတေချာနေပြီဆိုပြီးတော့ပြည်သက်တွေကလည်းပြောဆိုနေကြပြီလေဖြစ်ပါတယ် ရော့တာဟာနာပြီးတဲ့မထွေးရတာကအကြောင်းတွေများကြီးရှိပါတယ်နော်တိတ်ခါပိုင်းဆိုင်ရာမှာလုံးဝလုံးဝကိုအဆက်ကွဲရမှာပြီးဖြစ်ပါတယ်ဘယ်တခါကျရော့တာကအခု29နှစ်ရှိပြီလလောဆယ်မှာထိုးရမှာကဟက်ကာတီနဲ့ပွဲကသေချာသွားပြီစူပါလက်နဲ့ပွဲကသေချာသွားပြီဆိုတော့ဒီကြားထဲမှာသူတို့ဒီကိုထိုးရင်းနဲ့အသက်က30ကျော်သွားမှာအသက်30ကျော်ပြီဆိုရင်တော့ဖြစ်အချပိုင်းကိုရောက်သွားပြီဆိုတော့နာဘီနဲ့တွေ့မယ်ဆိုရင်တော့အခက်တွေ့သွားနိုင်တယ် ါကြောင့်ရော့ချန်ကနာဘီနဲ့မတွေ့ချင်တာဖြစ်ပါလိမ့်မယ်။ပြီးတော့ဒီနေရာမှာပြောချင်တာကဝမ်ချန်ပီယံရှစ်ကတပြည့်ပြည့်နဲ့ပြင်းဖို့ကောင်းလာပြီဗျ။နော်ဒီလူတွေပဲရှိတာဗျ။ဝမ်ချန်ပီယံရှစ်ကတကယ်ကိုမှကမ္ဘာပေါ်ကအချမ်းစားဖိုက်တာတွေကိုမခေါ်နိုင်ဘူးနော်။ဟိုဘက်ကကမ္ဘာနေရာနဲ့ကဖိုက်တာတွေကိုခေါ်ပြီးဆိုရင်လည်းပဲနော်။အဲ့ဒီဖိုက်တာတွေကစေးသုံးနေပါကြအချောင်းပြပြီးတော့နော်ဖဲထုတ်လိုက်တာပဲ။အထူးသဖြင့်တော့ထိုင်းဖိုက်တာတွေကထိတ်ဆုံးရောက်သွားကြတာတွေကြီးပဲ straw one championship ကိုတပြည့်ပြည့်နဲ့ပြည်သက်တွေကတော့ပြင်းလာကြပြီပြည်သက်တွေရောဘယ်လိုမြင်လဲဒါပြောခဲ့ကြပါအောင်နော်